ဇော်ထူးလေဘာလို့ရမှန်းမတိတော့တဲ့အဆုံးမှာတော့တနက်ကူမာပြီးယတိကြီးစီကိုချိန်ဝင်လိုက်တယ်ဗျာချက်ချင်းပဲယတိကြီးစီကိုကြီးစံပြစ်လွတ်လိုက်တဲ့အခါမှာတော့ယတိကြီးကလက်ကိုဆန်တန်းကကြီးစံကိုဖမ်းယူပြီးချိန်မွားပြစ်လိုက်ပါတော့တယ်ဇော်ထူးပြစ်လွတ်လိုက်တဲ့ကြီးစံကယတိကြီးကိုအနှဲငယ်မှာဒဏ်ရာမရစေပဲအချင်းကြီးလာဖြစ်ခဲ့ရတော့တယ်ဗျာယတိကြီးကဘာမှတော့ပြန်မှုမရှိပဲတင်းငယ်စွာရက်နေကား မုတ်ဆိုးလူငယ်မြောက်ကိုဒါစိုက်ကြည့်နေခဲ့တာပါယတိကြီးရဲ့အစွမ်းလေးကိုမြင်တွားတဲ့အခါမှာတော့ဇော်ထူးရဲ့တာမောင်လို့ရဲ့ကြောက်စိတ်ကအထွတ်ထိပ်ကိုရောက်ရှိလို့နေခဲ့ပါပြီဒါပေမဲ့ဇော်ထူးကမထူးတော့တဲ့အဆုံးဘာမှတွေးမနေတော့ပဲယတိကြီးကိုတနက်နဲ့ဆက်တိုက်ပြစ်ခတ်နေခဲ့ပါလေယတိကြီးကတော့တစ်ချက်ကလေးမှတုံ့တော်ချင်းမရှိပဲပုံမှန်အတိုင်းရက်နေခဲ့တယ်ဗျာဇော်ထူးကတနက်နဲ့အချက်ပေါင်းများစွာပြစ်နေပေမဲ့ယတိကြီးကိုတော့ နည်းနည်းလေးမှထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူး။တနက်ပစ်ခတ်မှုတွေရတန်လွှားတဲ့အခါမှာတော့ချစ်တိကြီးဟာတပင့်ကြီးရဲ့အခြေကိုထိုးလာလိုက်ပြီးအတင့်ကင်ထားတဲ့တောင်မွေးနဲ့ပင်စီကိုတုံးချက်ခေါက်လိုက်ပါတော့တယ်။အဲဒီအခါမှာတော့ကြီးမားလာတဲ့တပင့်ကြီးဟာတုံခါသွားပြီးလက်စင်ပေါ်မှာရှိနေတဲ့မုတ်ဆိုးမြောင်လေးအောက်ကိုပြုတ်ချက်သွားခဲ့တော့တယ်ဗျာ။